အားလုံးပဲမင်္ဂလာပါရှင်။သတင်းဌာနရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NCA စာချုပ်ကိုအကောင့်ထည့်ဖို့ရန်နှင့်တိုင်းပြည်ခွဲထွက်၍လုံဝလက်မခံဟုမင်းအောင်လိုင်ပြောပြနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ KNU, CNF, ABSDF အပါအဝင်တိုင်းသားတော်လည်ရေးအဖွဲ့6ခုကစက္ကူစုပ်ဖြစ်သွားပြီဟုကြေညာထားသော NCA အပြည့်ရစာချုပ်ကိုအကောင့်ထည့်ဖို့ရန် လက်မှတ်ထိုးထားသည့်အဖွဲ့များအားလုံးပါဝင်ရမည်ဟုအကြံဖတ်မြန်အောင်လိုင်ကပြောဆိုပြန်ပါတယ်။ရှမနီနေပြည်တော်တွင် NCA ၁၀နှစ်ပြည့်အခမ်းအနားလာတက်သောအပြည့်ရက်လက်နက်ကိုင်တချို့နှင့်တွေ့ဆုံစဉ်အကြံဖတ်မြန်အောင်လိုင်ကထိုးထူးပြောဆိုခြင်းဖြစ်ပါတယ်။တနင်္ဂနွေအဖြစ်ခဲ့ရစေဤ NCA စာချုပ်မှာရက်ဆိုင်သွားပြီးစက္ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU, GMU သားချက်ဦး CNF, PAO, PNLO, APSDF, NMSP နဲ့ LDU တော်လှန်ရေးတပ်များဟာအော်တိုဘာလ23ရက်နေ့တွင် စုပေါင်းထုတ်ပြန်ကြေညာထားတော်လဲမင်းအောင်လိုင်က NCA ကိုဆက်လက်အကောင့်ထဲပို့သွားမည်ဖြစ်ကြောင်း NCA ကိုဆက်လက်အကောင့်ထဲပို့ဆောင်ရွက်နိုင်ရန်အတွက်ရွေးချယ်ခဲ့အစိုးရလွှတ်တော်ရှိရန်လိုကြောင်းမူလစတင်လက်မှတ်ရေးထိုးစဉ်ကလေးကလွှတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီများတိုင်းသာလနဲ့ကိုင်အဖွဲ့အစည်းများလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး NCA တွင်ပါဝင်ခဲ့ကြသည့်အဖွဲ့အစည်းများအလုံးပါဝင်ရန်လိုကြောင်းမင်းအောင်လိုင်ကဆိုပါရယ် တိုင်းနယ်နဲ့ကင်အဖွဲ့များအနေဖြင့်စစ်တပ်ကနိုင်ငံတော်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက်ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ငင်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးခဲ့ကြောင်းရွှေကောက်ပွဲသည်ငင်းချမ်းရေးလုပ်ငန်းစဉ်အတွက်အရေးကြီးသည့်အခမ်းအခနာတွင်ပါဝင်သဖြင့်လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွှေကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်အဖက်ဖက်မှဥပပေါင်းဆောင်ရွက်သွားကြရန်နှင့်ရွှေကောက်ပွဲကျင်းပပြုလုပ်ပြီးထွက်ပေါ်လာသည့်အဆိုရနှင့်အတူ ငင်းချမ်းရေးလုပ်ငန်းစဉ်များ၌ဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်မင်းအောင်လှိုင်ကဆိုပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး MCA ကိုဆောင်ရွက်ထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့်အတွက်လက်ရှိအချိန်တွင်အခိုင်အမာဆုံးဖြစ်ကြောင်းအခြေခံဥပဒေအားပြင်ဆင်၍ရသည့်များကိုပြင်ဆင်ပေးသွားမည်ဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်ဆိုတော့လေနိုင်ငံနှင့်ကိုက်ညီသည့်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန်လိုကြောင်း ဖြစ်ချင်တာထက်ဖြစ်နိုင်တာဖြစ်တင်တာကိုပုံမဦးစားပေးပြီးဆောင်ရွက်တင်ကြောင်းတိုင်းပြည်ခွဲထွက်ရေးကိုစစ်တပ်ကလုံးဝလက်မခံကြောင်းမင်းအောင်ကပြောဆိုပါရယ်။ကရင်မျိုးသားအစည်းအရုံး KNU ၊ရှင်မျိုးသားတပ်ဦး CNF ၊ပအို PNLO ABSD NNSP နဲ့ LDU တော်လှန်ရေးတပ်ဦး အော်တိုဖလာ73ရက်နေ့ထုတ်ပြန်ကြေညာချက်တွင်စစ်အာဏာသိမ်းမှုသည် MCA စာချုပ်၏အနှစ်သာရအခြေခံမှုများနှင့်ရီမန်းချက်များကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီး MCA အကောင့်ထည့်ဖို့မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကောင်းစက်ကူစုပ်တစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်း MCA စာချုပ်အပေါ်ကျင့်ဝတ်ဆောင်ထိန်ခြင်းမရှိဘဲအချိန်ချင်းချိုးပေါက်ခဲ့သောစေအုပ်စုကပြည်သူလူထုကိုအင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့်ဖန်ဆီးနှိပ်စက်တက်ဖြတ်လာသည်သာမက လေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တက်ဖြတ်မှုများနေ့စဉ်ကျူးလွန်နေကြောင်းထောက်ပြထားပါသည်။ COSU NCA အမိခံပြီးပြုလုပ်သည့်ဟန်ပြလုပ်ငန်းစဉ်များနှင့် COSU မှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးပြက်ပြဲသွားပြီးဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အတူရောက်ရွေးကောက်ပွဲတို့သည်စီအာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရရှိရန်ကြိုးပမ်းကြတာဖြစ်ကြောင်း နိုင်ငံ၏အကြက်တဲနှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ပေပရိပခများသာပို၍ရှေးလျားစေမည်ဖြစ်ကြောင်းတိုင်းသာတော်လှန်ရေးတပ်ဖွဲ့၆ခုကကြေညာထားပါသည်ဆလဘီငဖေးမျိုးနယ်စစ်တပ်၏နှက်ရီကန်ပြူဟာကုန်းစခန်းမှထွက်ပြေးလာသောစစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးမှန်အဖြစ်ဖမ်းဆီးရရှိသည့်အပြင်အလင်းဝင်လာသူများစက်တိုက်ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် မကွေးတိုင်းငဖဲမြို့နယ်စစ်တပ်၏နေရီကံပြူဟာကုန်းစခန်းမှထွက်ပြေးလာသောစစ်ကော်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးမှအကျစ်ဖမ်းဆီးရရှိသည့်အပြင်အလင်းဝင်လာသူများဇက်တိုက်ရှိနေကြောင်း AA ကတရားဝင်တရင်ချုပ်ပြပါရ AA ကစစ်တပ်၏နေရီကံပြူဟာကုန်းစခန်းရှိအနေငယ်သောလက်နက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAE ထိုးစစ်တွင်ကစင်ကလျာထွက်ပြေးလာသောစစ်တပ်၏တပ်ဖွဲ့ဝင်တချို့နှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း စစ်တပ်ကနယ်ရီကံပြူဟာကုံစက္ကံမကြရှုံးစည်ရအတွက်လေချောင်းပြုတ်ကူနှင့်စစ်ကူများအဆက်မပြတ်ပေးနေသည့်ကြောင့်မှအေအေကအကောင်းဆုံးတုတ်ပြန်ခံစစ်နေတူထိုးစစ်စစ်လျက်ရှိကြောင်းသိရပါသည်ရှမနီအော်တိုဘာလ18ရက်နေ့အချို့သောနေရာများတွင်စစ်ကော်ပရှင်တပ်ဖွဲ့ဝင်အချို့က AA တန်တွင်အလံဖြူထောင်းလက်နက်ချကအလင်းဝေရောက်လျက်ရှိကြတဲ့ကဲ့သို့တချို့ကိုတိုက်ပွဲအတွင်းလက်ရဖမ်းဆီးရမိခဲ့ကြောင်း အရကတတ်တော်အနေဖြင့်အေအေထံသို့အလင်းဝင်ရောက်လာခဲ့ကြတော့လူတိုင်းကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားလျက်ရှိကြောင်းသိရပါတယ်။ထို့ကြောင့်အကြံဖက်စစ်ကော်မရှင်၏မတရားသဖြင့်စစ်မှုထမ်းရန်စူးစောင်းခြင်းခံရသောသူများအနေဖြင့်အရကတတ်တော်နှင့်အနီးဆုံးနေရာများကိုဆက်သွယ်၍အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ကြောင်းအေအေကအတိအပြည့်ညှို့ဆော်ထားပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။